မင်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့နိုဝင်ဘာလ20ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။ဒီကနေ့နေ့လည်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြားဖြတ်နိုင်နေရေးနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ KNU ကတိပြုလိုက်တဲ့သတင်းနဲ့ ရွေးကောက်ပွဲပြက်ပြန်းအောင်စီယုံလှုံ့ဆော်မှုနဲ့ PDF တွေကိုပါစစ်ကောင်ရှင်မှုဖွင့်လိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးဖို့ယူကရိန်းကို အမေရိကန်ထိပ်တန်းစစ်ဘက်အရာရှိတွေရောက်ရှိနေတဲ့သတင်းမြန်မာနိုင်ငံကရေတွင်းရေကန်တွေမှာအာဆင်နဲ့အစိတ်ပါဝင်မှုပမာဏအများပြားတွေ့ရှိခဲ့တဲ့သတင်းတွေနဲ့အတူအနာသိန်းကာလတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ မြန်မာနိုင်ငံရှိအွန်လိုင်းငွေလည်မှုတိုက်ဖျက်ရေးကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့လှုပ်ရှားမှုဟာအစိုးရအချင်းချင်းဗဟိုပြုချင်းကပ်မှုပုံစံကိုဆွဲကင်ထားပြီးမြန်မာစစ်တပ်နဲ့သာပူးပေါင်းမယ်ဆိုပါကထိရောက်အောင်မြင်မှုမရရှိနိုင်တဲ့အပြင်ပြည်သူလူထုအပေါ်မလိုလားအပ်တဲ့စိုးကြိုးတွေတက်ရောက်လာနိုင်တယ်လို့ KNU ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။နိုင်ငံဖြတ်ကျော်အွန်လိုင်းငွေလည်မှုကွန်ရက်တွေဆောင်ရွက်နေမှုတွေနဲ့အဲ့ဒီဆက်ဆက်ရာဇဝတ်မှုတွေကိုနိုင်ငံတကာကတိုက်ဖျက်ရေးကြိုးပမ်းမှုမှာ ူပေါင်းဆောင်ရွက်ဖို့ KNU ရဲ့ဂတိကဝတ်ပြုမှုဆိုတဲ့ခေါင်းစဉ်နဲ့ KNU ဗဟိုက November 16ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ရမှာထုတ်ဖော်ပြောဆိုခဲ့တာပါမြန်မာစစ်တပ်ဟာ online ငွေလည်မှုလုပ်ငန်းတွေဖြစ်ပေါ်လာရေးကိုတစ်ဖက်တစ်လမ်းကနေအားပေးနေပြီးဒီလုပ်ငန်းတွေကနေအကျိုးအမြတ်ရရှိနေတဲ့အဖွဲ့အစည်းဖြစ်နေတယ်လို့ KNU ကပြောဆိုပါတယ် online ငွေလည်မှုလုပ်ငန်းတွေကိုနိုင်ငံတကာနဲ့အတူတိုက်ဖြတ်မယ်လို့အကြောင်းပြပြီး မြန်မာစစ်တပ်ဟာနိုင်ငံတကာတန်တမန်ဆက်ဆံရေးတွေကိုချဲ့ထွင်ဖို့သူတို့အုပ်ချုပ်ရေးတရားဝင်မှုရရှိဖို့နဲ့အင်အားအလွန်အကျွံသုံးပြီးအခွင့်ကောင်းယူကာပြည်သူတွေပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဆက်လက်ပုံမှန်ကျူးလွန်သွားမှာကို KNU အနေနဲ့စိုးရိမ်ကြောင်းထုတ်ပြန်ကြမှာပါရှိပါရယ်ရှင်စစ်တပ်နဲ့ကရင်နယ်ကြားဆောင်တဲ့ BGF တို့ပူးပေါင်းပြီး KK Park ရှိ online ငွေလိမ်စင်တာတွေကိုအင်အားသုံးဖြိုခွင်းရာကနေထွက်ပြေးလာသူတွေဟာ KNU အုပ်ချုပ်ရေးနယ်မြေထဲကိုရောက်ရှိလာကြပြီးအထူးသဖြင့်ဒုပလျာခရိုင်နဲ့ဖအန်းခရိုင်တို့မှာဒီပြဿနာတွေကိုလက်ငင်းကြုံတွေ့နေရတယ်လို့ KNU ကပြောဆိုထားပါတယ်။လက်ရှိရောက်လာသူတွေဟာအတင်းအကျပ်အတ္တမစိတ်ခန်းခံရသူတွေဒါမှမဟုတ်အွန်လိုင်းငွေလဲမှုလုပ်ငန်းတွေမှာ အောက်ခြေတာမန်ဝန်ထမ်းတွေသာဖြစ်တယ်လို့ယူဆရပြီးရာဇဝယ်ခိုင်းတွေရဲ့တာဝန်ရှိအကြီးပိုင်းပုဂ္ဂိုလ်တွေကိုကြိုတင်ပြီးတော့လုံခြုံတဲ့နေရာတွေစီကိုရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းထွက်ပေါ်နေတဲ့သတင်းတွေနဲ့ထိုးရှင်းကြည့်ပါက အခုလိုအငယ်ပိုင်းနဲ့တာမန်ဝန်ထမ်းတွေကိုအစီအစဉ်တကြမဟုတ်ပဲဖြိုခွင်းနှင်ထုတ်တာဟာပြည်ထနာရဲ့အရင်းခံအကြောင်းရင်းကိုဖြည့်ရှင်းနိုင်ခြင်းမရှိပဲနေဆက်ဒေတာတွေမှာမတည်ငြိမ်မှုတွေကိုပုံမဆိုးဝါးစေတာပဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ KNU အနေနဲ့နိုင်ငံဖြတ်ကျော်အွန်လိုင်းငွေလည်မှုကွန်ရက်တွေနဲ့ဆက်ဆက်တဲ့ရာဇဝဲမှုတွေဖြစ်တဲ့လိန်လယ်မှုငွေကြေးခွာချမှုမှုရဲ့စေဝါရောင်းဝယ်မှုနဲ့လူကုန်ကူးမှုတို့ကိုတိုက်ဖြတ်သွားဖို့နဲ့ပပျောက်သွားစေဖို့ရည်ရွယ်ပြီး နိုင်ငံတကာနဲ့ဒေတာရင်းကြိုးပမ်းမှုတွေအလုံးမှာလေးနက်တဲ့တောင်းဝင်ယူမှုဂရီကဝတ်ပြုမှုနဲ့အတူတက်ကြွစာအပြည့်အဝပူပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိကြောင်းထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်ရှင်။အခုလိုပြည်သူလူထုတွေရဲ့လုံခြုံရေးကိုကြီးမားစွာချိန်ချောင်းနေတဲ့အွန်လိုင်းငွေလဲမှုနဲ့ရာဇဝတ်မှုလုပ်ငန်းတိုက်ဖြတ်ရေးကိုထိထိမိမိဦးစားပေးဆောင်ရွက်နိုင်မှုနဲ့ထိုင်းနိုင်ငံနဲ့နိုင်ငံတကာအစည်းအဝေးတွေရဲ့ကြိုးပမ်းမှုမှာထိရောက်စွာကူညီပံ့ပိုးပေးနိုင်မှုအတွက် KNU အနေနဲ့အစင်းမြင့်ခေါင်းဆောင်တွေပါဝင်တဲ့အထူးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးမိမိတို့ရဲ့မြေပြင်တောင်ဝင်ရှိသူတွေနဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်လျက်ရှိကြောင်း KNU ကအတည်ပြုထားပါတယ်။ online ငွေလိမ်မှုစင်တာတွေလူကုန်ကူးမှုနဲ့နိုင်ငံဖြတ်ကျော်ယာဆွေးမှုတွေဟာဒေတာတွေငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုမိမိတို့ရက်ရွာအတိုက်အဝန်းတွေနဲ့အတူအထူးတကွဆက်ဆက်ရှင်တွဲနေထိုင်ကြတဲ့အတိုက်အဝန်းတွေရဲ့ကောင်းကျိုးချမ်းသာအတွက်ကြီးမားတဲ့ချိန်ချောက်မှုတွေအဖြစ်ရှိမြင်ကြောင်း KNU ကပြောပါတယ်။ အွန်လိုင်းငွေလည်မှုစင်တာတွေထဲမှာပိတ်မိနေတဲ့ထွက်ပြေးလာတဲ့များစွာသောမြန်မာနိုင်ငံသားတွေဒေတာရင်းကရွှေပြောင်းအလုတ်သမားတွေနဲ့တခြားနိုင်ငံသားတွေကိုကယ်ဆယ်ရေးဘသူဘဲဝါတတ်မှတ်ရေးနဲ့ကောင်းစွာနေရပြန်ပို့ပေးရတဲ့အတွက်ညီနိုင်ကူညီမှုများစွာတွေလိုအပ်နေတယ်လို့ KNU ကပြောဆိုပါရရှင်။အဲ့ဒီလုပ်ငန်းတွေနဲ့အတူအွန်လိုင်းငွေလည်မှုနဲ့တခြားယာစွန်းမှုတွေကိုထိရောက်စွာကင်တွယ်ဖြေရှင်းနိုင်ရေးအတွက် KNU အနေနဲ့ နိုင်ငံတကာအတိုင်းဝိုင်းနဲ့ဒေတာရင်းမိဖက်အဖွဲ့အစည်းတွေစီကနေဤပညာနဲ့အကြံပေးပန်ပိုးမှုတွေလိုအပ်တယ်လို့ပြည်သူ့သဘောဆောင်တဲ့ဝေဖန်မှုတွေလည်းကြိုးဆိုတယ်လို့ KNU ကပြောဆိုထားပါတယ်။ ဒါပြင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လူကုန်ကူးခံရသူတွေနဲ့အွန်လိုင်းငွေလိမ်စင်တာတွေမှာအနိုင်ကျင့်အမျက်ထုတ်ခံရသူတွေကိုအကာအကွယ်ပေးရေးလုပ်ငန်းဆောင်ရွက်ရာမှာမြမဒီမိုကရေစီအရေးအတွက်တော်လန်လှုပ်ရှားနေတဲ့အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေတခြားသက်ဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့ KNU ကတိုက်တွန်းထားပါတယ်အတင်းအကျပ်စေခိုင်းခံရမှုဒါမှမဟုတ်အလွဲသုံးစားအနိုင်ကျင့်ခံရမှုတွေကနေထွက်ပြေးလာသူတွေအတွက် ခိုလုံစရာတွေအရေးပေါ်ဝန်ဆောင်မှုတွေနဲ့အကာအကွယ်ပေးတဲ့ရန်တရားတွေအပါအဝင်နေဆက်တလျှောက်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပံ့ပိုးမှုတွေအားကောင်းစေဖို့အတွက်လဲ KNU ကအလေးနဲ့တောင်းဆိုထားပါတယ်။အရှေ့တောင်အာရှဒေသရှိအွန်လိုင်းငွေလဲမှု လုပ်ငန်းတွေနဲ့ဆက်ဆက်ရာဇဝတ်မှုတွေကိုနှိမ်နှင်းရေးအတွက်မကြသေးမီက နိုင်ငံတကာရဲ့ဖွဲ့စည်းထူထောင်မှုနဲ့ကြိုးတင်ဆောင်ရွက်မှုတွေကိုကြိုးဆိုပြီးအဲ့ဒီဆောင်ရွက်မှုတွေမှာ KNU အနေနဲ့လည်းတစိုက်တစ်ပိုင်းအဖြစ်နဲ့ပါဝင်သွားဖို့ကတိပြုကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ယခုနှစ်ကောင်ပိုင်းမှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲတွေကိုပြက်ပြန်းအောင်နှောက်ရှက်ဟန်တာဖျက်ဆီးတဲ့ဆွဆွဲချက်နဲ့လှုပ်ဆောင်ခဲ့တာတွေကိုဖန်စီအမှုဖွင့်ထားသလို PDF တွေကိုပါအမှုဖွင့်ထားတယ်လို့စစ်ကောင်ဖြင်ကသတင်းထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိခိုက်ပျက်စီးအောင်နှောက်ရဟန်တာဖျက်ဆီးခြင်းပြုလုပ်သူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အညီထိရောက်စွာအရေးယူနေတယ်လို့ဆိုပါတယ်ရှင်။အဲ့ဒီထဲမှာကိုထီလက်ရောက်ထိခိုက်ဒဏ်ရာရအောင်လှုံ့ဆော်ခဲ့သူနှစ်ဦးကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေမှာပါဝင်ခြင်းမပြုဖို့နဲ့ပြည်သူတွေကိုဆန္ဒမဲမပေးကြဖို့စီယုံပြောဆိုခဲ့တဲ့ PDF အဖွဲ့ဝင်တွေနဲ့ကရင်မျိုးသားစီယုံ KNU အဖွဲ့ဝင်တွေကိုလည်းအမှုဖွင့်ထားတာပါ။နိုဝင်ဘာလ23ရက်ည10:00နာရီကျော်လောက်မှာပဲခူးတိုင်းအုတ်တွင်းမြို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကရုံးအကူအမျိုးသားတအူနေအင်ကိုဆိုင်ကယ်နဲ့ပြန်လာချိန်မိပွိုက်လမ်းဆောင်အယောင်မှာအသက်49နှစ်အရွယ်မျိုးသားတအူမောင်းနှင်လာတဲ့ဆိုင်ကယ်နဲ့တိုက်မိမဲ့အခြေအနေဖြစ်ပေါ်ခဲ့ပါတယ်။အသက်49နှစ်အရွယ်အမျိုးသားဟာလက်သီးနဲ့ထိုးခဲလို့ရုံးအကူကနာကျင်ဒဏ်ရာတွေရရှိခဲ့တာကြောင့် တာဝန်ဝတ္တရားတွေမထမ်းဆောင်နိုင်အောင်နာကျင်အောင်ပြုလုပ်ခဲ့သူကိုမြို့မှာရဲစခန်းကရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ဖမ်းဆီးခဲ့တာပါ။နိုဝင်ဘာလ14ရက်နေ့မှာလေပဲခူးတိုင်းရွှေချင်းမြို့နယ်အနောက်ဘက်ကျေးရွာမှာပြည်ခိုင်မျိုးပါတီကရဲကြီးအမှုဆောင်အသက်52နှစ်အရွယ်မျိုးသမီးတူကိုမဲဆွယ်စီယုံချင်းမလုံနိုင်အောင်အသက်52နှစ်အရွယ်မျိုးသားကဓာတ်နဲ့ခုတ်ခဲ့တယ်လို့ဆိုပါရယ်။အဒီအတွက်ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ကျူးလွန်သူကိုရွှေကျင်မြို့မှာရဲစခန်းကရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှာ24ကကြီးနဲ့အမှုဖွင့်ဖမ်းဆီးပြီးထိရောက်တဲ့ပြစ်ဒဏ်ရရှိရေးဆောင်ရွက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကော်မရှင်စနစ်ကိုစန့်ကျင်နေကြတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုအတုအယောင်ဖြင့်တတ်မှတ်ပြီးစန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြောထားကြတာပါ။ အဒီအတွက်မကွေးတိုင်းဆလင်းမြို့နယ်ပြိုခင်ကုန်းကျေးရွာနီးကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌရဲ့ဤအိမ်ကိုနိုဝင်ဘာလ9ရက်နေ့ည7:00နာရီခွဲမှာ PDF အဖွဲ့ဝင်အယောက်90နီးပါးစိုင်းကယ်ရီနဲ့ရောက်ရှိလာပြီးရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေမှာမပြုတ်လို့ဖို့ချင်းချောက်ပြောဆိုခဲ့တယ်လို့စစ်ကောင်ရှင်ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်နိုဝင်ဘာလ17ရက်နေ့မှာပဲခူးတိုင်းဂျိုးပင်ကောင်မြို့နယ်စစ်ကုန်းကျေးရွာနီးအခြေခံပညာမှူလာတန်းအကြောင်းဒုတိယအကြောင်းအုပ်ဆီယမကြီးရဲ့နေအိမ်ကို PDF အဖွဲ့ဝင်၈ဦးရောက်ရှိလာပြီးရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေမှာပါဝင်ခြင်းမပြုဖို့ပြောဆိုခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဒီဖြစ်စဉ်တွေအပေါ်စစ်ကောင်ပြင်းကသက်ဆိုင်ရာမြို့မှရဲစခန်းတွေမှာ PDF အဖွဲ့ဝင်တွေကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှ24ခါခွေ26ခါခွေ ပုံမှ24ကကြီးနဲ့24ခါခွေတို့နဲ့အမှုဖွင့်ထားတာပဲဖြစ်ပါတယ်ရှင်။အလားတူနိုဝင်ဘာလ12ရက်နေ့မှာလဲမွန်ပြည်နယ်ဘီလင်းမြို့နယ်ညောင်ထောက်ကျေးရွာကို KNU နဲ့ PDF အဖွဲ့တွေရောက်ရှိလာပြီးဒေသခံတွေကိုခေါ်ယူတွေ့ဆုံကရွေးကောက်ပွဲမှာမဲမပေးကြဖို့ပြောဆိုခဲ့တာကြောင့်ဘီလင်းမျိုးမှရဲစခန်းကရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှ23ခခွေနဲ့အမှုဖွင့်ထားပါတယ်။တဖက်မှာရွေးကောက်ပွဲရှင်ပြန်ကြမဲ့စံခံရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီနဲ့ပြည်သူ့ပါတီရဲ့မဲဆွယ်စီယုံရေးဆိုင်းပုတ်တွေကိုစုပ်ဖြဲဖြက်စီးခဲ့သူတွေကိုလည်းစုံစမ်းနေပြီး ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှ24ကကြီးနဲ့အမှုဖွင့်ထားပါဗျ။ပြည်သူရှင်းဆောင်ပါတီကိုမဲမပေးဖို့အဲ့ဒီပါတီကကိုယ်စလဲလောင်းရဲ့အင်ရှိမှာအော်ဟစ်ပြောဆိုခဲ့သူစီစစ်စဲအမျိုးသားတဦးကိုလည်းအမှုဖွင့်ထားပြီးထုတ်ဖော်ဖန်စီရမိနိုင်ရေးအတွက်လှုံ့ဆော်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။ရွေးကောက်ပွဲမှာလူသေးဆုံးတဲ့အထိပြစ်မှုကျူးလွန်ရင်တေးတန်ချမှတ်မဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကိုဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ပြီးအခုအချိန်မှာတော့

ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ရေးကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ဆွေးနွေးရေးယူကရိန်းတို့ပင်တကွန်အကြီးတန်းအရာရှိတွေရောက်ရှိလာပြီလို့အမေရိကန်စစ်တပ်ကပြောပါတယ်။အမေရိကန်ကြီးတပ်ဝန်ကြီးဒန်ဒစ်ကိုဦးဆောင်တဲ့အဖွဲ့ဟာတူရကီကပြန်လာမဲ့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီနဲ့နိုဝင်ဘာလ20ရက်ကီဖ်မြို့မှာတွေ့ဆုံမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ရုရှားတို့ကယူကရိန်းရဲ့ကြီးကြီးမားမားလိုက်ရော့အလျှော့ပေးမှုပါဝင်တဲ့ငြိမ်းချမ်းရေးအစီအစဉ်အသစ်တစ်ခုကြိုတင်ပြင်ဆင်ထားကြောင်းနိုဝင်ဘာလ16ရက်မှာသတင်းတွေစတင်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအစီအစဉ်နဲ့ပတ်သက်လို့ဝါရှင်တန်ကရောမော်စကိုကပါတရားဝင် အတည်ပြုထားတာမရှိသေးပါဘူး။နိုဝင်ဘာလ16ရက်စောစောပိုင်းကယူကရိန်းနိုင်ငံအနောက်ပိုင်းတာနိုဗီမြို့ကိုရုရှားကဒုံးကျည်တွေဒရုန်းတွေနဲ့တိုက်ခိုက်မှုကြောင့်26ဦးထပ်မင်းနေသေးဆုံးခဲ့တယ်လို့ဒေတာအရာရှိတွေကပြောပါတယ်။ ရုရှားကယူကရိန်းကို2022ခုနှစ်အတွင်းအင်အားအပြည့်အဝသုံးပြီးစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ American စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့မှတခြားထိတ်တန့်အရာရှိတွေလည်းပါဝင်ပြီးယူကရိန်းအရာရှိတွေနဲ့တွေ့ဆုံပြီးတော့စစ်ပွဲအဆုံးသတ်ရေးကြိုးပမ်းမှုတွေကိုဆွေးနွေးမှာဖြစ်ကြောင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ David Butler ကကြီးညာချက်တရမှာဖော်ပြထားပါတယ်။ နိုဝင်ဘာလ19ရက်ကထွက်ပေါ်လာခဲ့တဲ့ဓာတ်ပုံတစ်ပုံမှာဒန်ဒစ်ကိုနဲ့ယူကရိန်းကာကွယ်ရေးဝန်ကြီးဒန်နီရှန်ဟဲတို့လက်ဆွဲနှုတ်ဆက်နေတာကိုမြင်တွေ့ရပါတယ်။အဲဒီနောက်လူမှုမီဒီယာ X ပေါ်မှာရှန်ဟဲဖော်ပြထားတာကမိမိတို့အနေနဲ့သမရဇလန်စကီနဲ့သမရဒေါ်နယ်ထရန့်တို့ရာယူထားခဲ့တဲ့တမိုင်းဝင်ကာကွယ်ရေးသဘောတူညီမှုကိုအကောင့်ထဲဖော်ရင်းနောက်ထပ်လုံဆောင်ချက်တွေကိုအာရုံစိုက်သွားမယ်လို့ဖော်ပြထားပါတယ်။ သူကဒေါ်လာ105သန်းတန်မိုးရှိတဲ့ Patriot ၄ကြောင်းကာကွယ်ရေးစနစ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေရောင်းချဖို့သဘောတူပေးတဲ့ American အစိုးရကိုကျေးဇူးတင်ကြောင်းပြောပါတယ်။ အမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်အသစ်အရယူကရိန်းအနေနဲ့နယ်မြေတွေနဲ့လက်နက်တချို့ကိုဆွန့်လွတ်ပေးရဖို့မျှော်လင့်ရတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။အမေရိကန်အရာရှိတွေနဲ့ယူကရိန်းအရာရှိတွေဟာမြေပြင်စစ်ရေးအခြေအနေကိုအဓိကဆွေးနွေးမဲ့အပြင်အပြစ်ခတ်ရစေရေးဖြစ်နိုင်ခြေကိုလည်းဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ယူကရိန်းမှာလက်ရှိထိတွေ့မှုတွေရှိနေတဲ့နေရာသတ်မှတ်ချက်တွေအတိုင်းစစ်ပွဲကိုရပ်တန့်ဖို့ဇလန်စကီနဲ့ထရန့်တို့သဘောတူညီထားပြီးလုံခြုံရေးအာမခံချက်ပေးဖို့လည်းသဘောတူထားပြီးဖြစ်တယ်လို့ အမိမဖော်လိုတဲ့ယူကရိန်းအရာရှိတဦးကပြောပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအမေရိကန်နဲ့ရုရှားကတိတဲ့ဆွေးနွေးစီစဉ်ထားခဲ့တာဖြစ်တယ်လို့သတင်းဌာနအများအပြားကဖော်ပြပါတယ်။ယူကရိန်းအနေနဲ့နယ်မြေတွေကိုလက်လွတ်ပေးရမှာဖြစ်ပြီးလက်နက်တချို့ကိုဆွန့်လွတ်ပေးရမှာဖြစ်တယ်လို့စစ်တပ်အင်အားကိုလည်းလျှော့ချပေးရမှာဖြစ်တယ်လို့သတင်းရင်းမြစ်တွေကပြောထားပါတယ်။ဆလန်စကီကတော့ယူကရိန်းနယ်မြေတွေကိုရုရှားစီလက်လွတ်ပေးရမယ့်အရေးကိစ္စကိုအကြိမ်ကြိမ်ပယ်ချထားပါတယ်။ မြန်မာနိုင်ငံကရေတွင်းရေကန်တွေမှာအာဆင်နဲ့အစိပ်ပောင်းဝင်မှုပမာဏအများပြားတွေ့ရှိခဲ့ရပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်ရှင်။မြန်မာနိုင်ငံ ARD မြဝမ်းဒေတာရှိလူပေါင်း12တန်းဟာသူတို့ရဲ့တောက်ရီမှာအန္တရာယ်ရှိတဲ့ဓာတ်ပစ္စည်းအာဆင်နဲ့ပါဝင်နေတာကြောင့်ပြင်းထန်တဲ့ရေရှည်ကျန်းမာရေးအန္တရာယ်တွေနဲ့ရင်ဆိုင်နေရပါတယ်။ Postmark တက္ကသိုလ်ဥဆောင်တဲ့လေးလာမှုအတွင်းရေတွင်းရေကန်ပေါင်း3,400နီးပါးရဲ့အချက်လက်တွေကိုလေးလာခဲ့ပြီး87ရာခိုင်နှုန်းမှာ ကမ္ဘာ့ကျန်းမာရေးဘက် WHO ကဘေးကင်းတဲ့တောက်ရည်အဖြစ်သတ်မှတ်ချက်ဆိုင်ရာအန္တရာယ်ရှိပစ္စည်းပါဝင်မှုသတ်မှတ်ချက်တွေထက်အာဆင်နစ်ပါဝင်မှုပိုများလာနေတာတွေ့ခဲ့ရပါတယ်။ဒါကြောင့်2030ပြည့်နှစ်ရောက်ရင်တော့မြန်မာနိုင်ငံမှာအန္တရာယ်ကင်းတဲ့သောက်တုံးရည်ရရှိရေးရည်မှန်းချက်ပြည့်ဝနိုင်ဖို့အခက်အခဲရှိနေတယ်လို့လေလာသူတွေကပြောပါတယ်။ GeoHack Channel မှာဖော်ပြထားတဲ့အဲ့ဒီလေလာမှုအတွက်ကီလိုမီတာ180အထိကျယ်ဝန်းတဲ့ AR မြဝန်းဒေတာကရေးနမူနာ82မျိုးကိုရယူထားပြီးအာဆင်နစ်အစိတ်ပါဝင်မှုရှိမရှိနဲ့ပါဝင်နေတဲ့အကြောင်းရင်းကိုလေ့လာခဲ့တာဖြစ်ပါတယ်။ အာဆင်နစ်တက်အများပြားရှိနေတဲ့မြေပြင်အနေအထားကိုဖော်ထုတ်ရေးဂျိုတင်ဟော့ဂင်ထုတ်စနစ်တိဆောက်ဖို့အဲ့ဒီချက်လက်တွေကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။ရေတလီတာမှာအာဆင်နစ်ပါဝင်မှု30မိုက်ခရိုဂရမ်ထက်မပိုရင်အန်ဒီယကင်းနဲ့တောက်ရေဖြစ်တောက်သုံးနိုင်တယ်လို့ WHO ကအကြံပြုထားပြီးမြန်မာနိုင်ငံကရေတွင်းရေကန်တွေမှာအာဆင်နစ်ပါဝင်မှုဟာရေတလီတာကို90မိုက်ခရိုဂရမ်အထိပါဝင်နေတာတွေ့ရတယ်လို့လေ့လာသူတွေကပြောပါတယ်။ဒါကြောင့်နိုင်ငံတွင်းစံတတ်မှတ်ချက်တွေအရအန္တရာယ်ကင်းတယ်လို့မှတ်ယူရတဲ့ရေကိုအသုံးပြုနေကြတဲ့ဒေသခံတွေတော်တော်များများဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်ရေရှည်ကျန်းမာရေးအန်ဒီအရီနဲ့ရင်ဆိုင်နေရတယ်လို့လေ့လာမှုမှာဖော်ပြပါတယ်။လာမယ့်၅နှစ်အတွင်းမြန်မာနိုင်ငံမှာအန်ဒီအကင်းနဲ့တပ်သုံးရင်ရရှိရေးရည်မှန်းချက်ကိုဒီအချိန်တွေကရှုပ်ထွေးသွားစီပါတယ်။အာဆန်နဲ့ပါဝင်မှုနည်းနည်းလေးပဲရှိတဲ့ရေကိုအကြကြီးတောက်သုံးထိတွေ့မယ်ဆိုရင်တော့ပြင်းထန်တဲ့ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေဖြစ်လာနိုင်ပြီးအချိန်ကြာလာတာနဲ့အမျှကျန်းမာရေးဆိုးရွားလာနိုင်ပါတယ်။ AR မြန်မာရဲ့အလဲပိုင်းဒေတာတွေမှာအာဆင်နဲ့တတိယအမြင့်မားဆုံးဖြစ်ကြောင်းလည်းတွေ့ရှိခဲ့တယ်လို့လေလာသူတွေကပြောပါတယ် ရေစစ်စစ်မှုများတဲ့တောင်ဆောင်းလိုဒေသတွေမှာရှိတဲ့ရေတွင်းရေကန်တွေမှာတော့အာဆင်နစ်ပါဝင်မှုညှော်နေတာတွေ့ရတယ်လို့လည်းသုတေသီတွေကပြောပါတယ်။ AR မြဝန်းဒေသမှာရှိတဲ့ရေတွင်းရေကန်တွေအများကြီးမှာ WHO ကသတ်မှတ်ထားတဲ့အာဆင်နစ်ပါဝင်မှုပမာဏထက်ပိုများနေတာကြောင့်ဒေသခံတွေအနေနဲ့ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေနဲ့တဖြည်းဖြည်းရင်ဆိုင်လာရနိုင်ပါတယ်။ Postmount တက်ကတော့တဘာဝပါဝင်ခြင်းနဲ့သက်ရှိသိပ္ပံကျောင်းကဒေါက်တာမိုဟုက NL ရှိတဲ့နေရာတွေကိုဖော်ထုတ်ပြီးတော့ဒေသခံတွေကိုကာကွယ်ပေးဖို့ဒေသတစ်ခုလုံးအတိုင်းအတာနဲ့စစ်ဆေးလည်လာဖို့လိုအပ်နေပြီလို့ပြောပါတယ်။ မကွေးတက္ကသိုလ်ကဒေါက်တာခင်ကေခိုင်ကရွာရီအများကြီးကအင်အောင်စုတွေဟာတောက်ရင်နဲ့ချက်ပြုတ်ဖို့ရေအတွက်တိမ်တဲ့ရေရင်းတွေကိုပဲအားကိုးနေရပါတယ်။အာဆင်နစ်ကအနံ့ရတာမရှိသလိုမျက်စိနဲ့လည်းမမြင်နိုင်တာကြောင့်အန်ဒီရယ်ကိုတတိမမှုမှုပဲလူတွေကအုံပြုနေကြတယ်လို့ပြောပါတယ်။ထမံမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1958ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1953ရက်အတွင်းအစံဖက်သက်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8482ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2998ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8319ဦးအထိရှိလာပြီဖြစ်ပါတယ်။မော်ဘီနယ်မှာတော့အာနာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တလင်ထားမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တလင်ထားမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။